ျမ်းမာရေးဆရာဆော်ရင်ကနေဒီဟာကိုဆွဲသွားတာဆွဲသွားတော့ဒီထွစ်တွေလုံရင်းနေမှာထွစ်တစ်ခုချင်းဒီရေဒီစိတ်ခံစားမှုကပေါ့အရန်ကြိုက်သွားတာကြိုက်သွားတော့ဒီဟာကိုပဲစောက်ချပြီးလုပ်ဖြစ်စာစီတော့ကတော့အင်ကတော့တိတ်မကြိုက်ဘူးဗျာဘင်ကတော့လိုက်ဝယ်ပေးခဲ့ဒါပေမဲ့ဟိုဆန်ရရရဲ့အချိန်မှာမကြိုက်ဘူးဒါပေမဲ့နောက်ပိုင်းပြောလို့မရတော့ကြတော့သူလည်းလက်ခံလာ မိဘတွေအထင်ကြီးသေးသားလောက်တဲ့ကွင်းနေရာမျိုးမရှိသေးတဲ့အတွက်ကြောင့်မို့ဒါလမ်းမေးအားကစားပါညာဒီလောက်ပဲထင်ညာသေးတယ်တကယ်တော့နိုင်ငံတကာမှာကျွန်တော်တို့ကအိုလံပစ်အဆင့် level အားကစားနည်းတစ်ခုဖြစ်ပါတယ်ဒါနိုင်ငံမှာကြာချိုးရိုက်တာကြီးဗျာ pro rider ကြီးရှိတယ်ဗျာကျွန်တော်မြန်မာနိုင်ငံတက်တာနေတော့ PC အဆုံရှိနေတော့ဗျာချိန်တာပေါ့ဗျာထိုင်းနိုင်ငံရဲ့ဟိုဗီမိတ် direct ထိုင်းလန်အဲ့ဆိုင် sponsor ရှေ့ရတာဒါလူငယ်ဘဝမှာတော့အမှတ်တရပဲပေါ့နော်ဒါအသက်ကြီးရင်တော့လုံချင်မှလုံနိုင်မယ့်အရာတွေဆိုတော့ ယမိတ်အာဂဒါနီယာ1990ပတ်ဝန်းကျင်ထဲကစပြီးတော့ခေစားနေတဲ့အာဂဒါနီပါဒါပေမဲ့စနေတကြနဲ့နီးစနေမမှန်နဲ့ပြိုင်ပွဲပြိုင်နိုင်တဲ့အခြေအနေကိုကျွန်တော်တို့ဖန်တီးခဲ့တာတော့2016 19လောက်ကနေစပြီးတော့ဖန်တီးခဲ့တာဖြစ်ပါတယ်ဒီမြန်မာနိုင်ငံရဲ့မျိုးပန်းချက်ကတော့စီးကိန်းကိုမျိုးပန်းချက်ရှိပါတယ်အာ training နေနဲ့ကတော့ကျွန်တော်တို့ကဒီရှိတဲ့ပစ္စည်းတွေနဲ့ပေါ့ မြန်မာနိုင်ငံမှာပွင့်လင်းပြောလို့ရှိရင် BMX Queen Skate Queen ရဲ့လို့ဟိုစား International Standard Level Facility ကောင်းကောင်းမရှိသေးဘူးပေါ့ဒီတံတားအောက်တွေမှာပဲကျွန်တော်တို့ယာယီနေရပုံစံမျိုးနဲ့ဆိုတော့နှစ်ကွင်းလောက်ပဲရှိတယ်ကွင်းမှာလည်းပြဿနာပါလဲဆိုတော့အခုဆိုလို့ရှိရင်ဟိုအင်ဂျီယာမဲတွေဝင်ပြီးတော့ကျူကျော်တာတို့ဟိုအငင်ကျေးစွမြစ်တာတို့စေးသမားတွေဝင်ပြီးတော့ပြဿနာရှာတာအဲ့ဒါခဏခဏကြုံနေရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးရုန်းကန်နေရဆဲဖြစ်တယ်အများ အထင်ကြီးလေးစားလောက်တဲ့မိဘတွေအထင်ကြီးလေးစားလောက်တဲ့ကွင်းနေရာမျိုးမရှိသေးတဲ့အတွက်ကြောင့်မို့အာဒီကလေးတွေအကုန်လုံးကဒါလမ်းမေးအားကစားပါညာဒီလောက်ပဲထင်ညာသေးတယ်တကယ်တမ်းတော့နိုင်ငံတကာမှာကျွန်တော်တို့ကအိုလံပစ်အဆင့် level အားကစားနည်းတစ်ခုဖြစ်ပါတယ်ဒီအကားသားကြီးက balance နဲ့ဆိုင်တဲ့အကားသားကြီးပေါ့အများအားဖြင့်ညချင်းနဲ့ရက်တည်ပြီးတော့သွားနေရတယ်ဆိုတော့ ဘဝမှာတခါကြလဲကြတာတွေအများကြီးရှိမှာကျွန်တော်လည်းအခုလက်ရှိမှာဒီအကစားနီးစားရတဲ့အတွက်ကြောင့်လဲကြတာတွေရှိရလဲကြလဲကြတဲ့ဥစ္စာကိုလဲကြနေတော့မှန်မှန်သိဖို့လိုတယ်လက်နဲ့ထောက်ပြီးတော့မလဲလို့ရှိလို့ရှိရင်လက်မကျိုးဘူးလို့ပါတော့အဲ့လိုမျိုးကျိုးပြီးတော့ဟိုသာ auto prevention တွေရှိတယ်ပေါ့အဲ့တော့ဘဝမှာလည်းခဏခဏလဲကြတဲ့အကိစ္စတွေအများကြီးရှိလိမ့်မယ်အဲ့ဒါကျွန်တော်တို့ကြိုတင်ပြီးတော့ ကာဝယ်ထားတဲ့အနေထားဖြစ်စေရပေါ့ဒီအာဂသာနီးယား Queen နေကျွန်တော်တို့လိုအပ်ချက်ရှိတယ်ပေါ့နော် Queen ဆိုတာလည်းဟိုကြီးကြီးကျယ်ကျယ်ပြောရင်တော့ State Sponsorship ပေါ့နိုင်ငံတော်အနေနဲ့ထောက်ပံ့တယ်၊ကူညီတယ်၊ပေးကမ်းတယ်ဆိုမှကျွန်တော်တို့ရနိုင်မယ့်အနေထားမျိုးပေါ့မှရှိတယ်ပေါ့လူငယ်တွေကတက်နိုင်သလောက်တိုးတိုးပေါပေါမဖြစ်သေးဘူးဖြစ်နေတယ်ပေါ့နိုင်ငံတော်အနေနဲ့ရောဖွဲ့ချုပ်တွေအနေနဲ့ရောဒီကျွန်တော်တို့ Queen နေ International Standard မိအောင်လို့ရအောင်လို့စူးစမ်းပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ် ပြန်မိက2019မှာစပြီး join လာ9နှစ်လောက်ရှိကျွန်တော်ကအတက်ဟိုဟာ12 13လောက်ကစပြီးဆီရတယ်ဟုတ်ပါဘူးတက်ပလောက်ရှိတယ်အာ19 2018 2019လောက်ကစဆီပြီးတယ်ကိုအတက်20 20လောက်အာ6နှစ်လောက်တော့ရှိတယ်ဒါဒီတိုင်း YouTube တွေမှာတွေ့ပြီးတော့ကျွန်တော်တမောင်းစဆီပြီးတယ်ကျွန်တော်ငယ်တည်းကပေါ့နော်နော်နေဘိုက်တွေခွင်းကြီးထောင်ပြီးတော့နင်းလာပါအဲ့အနေမှာဒီ BMW ဘက်ကိုပြောင်းလာ YouTube ကနေတွေ့ပြီးတော့ကျွန်တော်ကတော့ ျမ်းမာရေးရဆော့တာကကျမ်းမာရေးရဆော့ရင်ကနေဒီဟာကိုဆွဲသွားတာဆွဲသွားတော့ဒီထွက်တွေလုံရင်းနေမှာထွက်တစ်ခုချင်းဒီရဲ့ဒီစိတ်ခံစားမှုကပေါ့အရန်ကြိုက်တာကြိုက်သွားတော့ဒီဟာကိုပဲစောက်ချပြီးလုပ်ဖြစ်ကိုစီရနော်ခုနှစ်ရှိပြီအသက်ကတော့35လေးရောက်ပြီကျွန်တော်ကစားတဲ့အမျိုးအစားကျတော့ဖလလန်အမျိုးအစားဆိုတော့ရတယ်ဖလလန်အမျိုးအစားကဒီ ground မှာပဲလှည့်ဆော်တာရန်ကြီးအကျန်းကြီးမဟုတ်ဘူးသူ street လောက်တော့အနေနဲ့မများအောင်နိုင်ငံသားမှာဆိုလဲလက်ရှိကဘာချန်ပီယံဆို42နှစ်ရှိဆော်နေတာအဲ lower ချက်ကကျွန်တော်ကဗျာဟို နီးစနစ်ပိုင်းပေါ့နီးစနစ်ပိုင်းရမ်းအားနေတယ်ကိုကကို YouTube ကနေပဲလေ့လာပြီးတော့လောက်တာဆိုတော့ဒီထွက်တစ်ခုကိုနှစ်နှစ်ပေါက်ပြီးကြာကြီးလက်ချင်းရတယ်၃လလောက်နဲ့ရပါတယ်ထွက်တယ်လည်းရှိတယ်အဲ့လိုပေါ့အခက်ခဲရတော့အဲ့လိုပဲရားတယ်ဒါမဲ့စူးစမ်းနေတာပေါ့ကျွန်တော်ကကြတော့ FaceTime ပါ FaceTime ဟုတ်စာတီးတော့အရင်ကတိတ်မကြိုက်ဘူးဗျဘင်းကတော့ live ဝယ်ပေးခဲ့ဒါမဲ့ဟိုဆန်ရရရဆိုတော့မကြိုက်ဘူးဒါမဲ့နောက်ပိုင်းပြောလို့မရတော့ကြတော့သူလည်းလက်ခံလာတယ်ဆန်ရရရလည်းပါညာတော့ဘယ်လိုပဲရရဘူးလားရှိတယ် တန်းရကြီးကြီးမားမားတော့ကျွန်တော်မဖြစ်ဘူးသေးဘူးခင်ဗျာလက်ခေါက်တာချက်ခေါက်တာအလောက်ဘုန်းနာပဲရတာသူကသူကဘာမှမဖြစ်ဘူးအဲကျွန်တော်ပြိုင်မဲ့ပွဲရလဲကျွန်တော် freestyle ပါ freestyle pub အဲကျွန်တော်ဒီမြန်မာနိုင်ငံမှာကျတော့အဲ့လိုမျိုးကျွန်တော်အဲ့ facility မပြည့်တော့တဲ့မှာ freestyle ပြိုင်ပွဲအတွက်အဲ freestyle pub ပုံစံမျိုးကျွန်တော်ကွင်းမရှိဘူးအဲကျွန်တော်ဒီ district ပုံစံမျိုးပဲ အဲ flat ground ပြီးရင်ကျွန်တော် rail တို့အဲ fan ပေါက်ပါညာအဲ့လောက်လောက်ပဲရှိရဆိုတော့ကျွန်တော်အဲ့နေရာမှာပဲဆော့ရတယ်မကွာနေရဗျာကျွန်တော်ပြိုင်မဲ့ဟာနဲ့အဲ့ခုကျွန်တော်ဆော့နေရတယ်နည်းနည်းကွာနေရအဲ့ကြောင့်နည်းနည်းတော့အခက်ခဲရှိမယ်လို့ကျွန်တော်ထင်တယ်ဗျာအဲ့ကြောင့်တွေ့တွေ့ပြင်ဆင်တာတွေပြင်ဆင်ထားပြီဗျာအဲ့လိုမျိုးရှိစိတ်လုံထားရတာစိတ်လုံချပါပဲဗျာတခါမှမပြိုင်ဘူးဗျာကျွန်တော်ဒီ local မှာပဲပြိုင်နေတော့တားနိုင်ငံမှာကြောက်ချို့ rider တွေဗျာ pro rider တွေရှိတယ်ဗျာအကောင့်ရင်ကြောက်လေကျွန်တော်တို့ကကျွန်တော်မြန်မာနိုင်ငံတက်တာနေတော့ပစ္စည်းတွေအစုံပစ္စည်းအစုံရှိနေတော့ဗျာသူတို့ကနည်းနည်းကြောက်တာပေါ့ ချိန်တာပေါ့ဗျာအဲ့လိုတော့ရှိရမယ်ပြိုင်ပွဲကတော့ကျွန်တော် helmet တွေ helmet တွေပြီးရင်ဟိုပါ safety gear တွေကတော့ဝတ်ရမှာပဲအဲ့ဒါသူတို့ရဲ့စီမင်းရအစားအဲ့ဒါအဲ့လိုမျိုးထည့်ပေးတာပေါ့ပြုတော့ဝယ်ထားကြပြီအရှိတယ်ဗျာဟုတ်တယ်ဒါပေမဲ့ဒါ legend နဲ့ချိန်ကြတော့ဒါလေးအဲ့လုပ်တယ်ဗျာဒါကကျွန်တော်ဟိုပါအတွက် interview ဆိုတော့ဟိုလုပ်လိုက်အဲကျွန်တော်ဟာ2020အေးဟွာပေါ့ကျွန်တော် PMD မှာ street king ရရရှိနေတာဟုတ်ကျွန်တော်ကတော့ဟွာပေါ့ထိုင်းနိုင်ငံရဲ့ဟွာ BMX direct ထိုင်းလဲအေးစပိန်ပစ္စည်းဆိုင်ပေါ့အဲဆိုင်က sponsor ရရှိရတာပေါ့ ကျွန်တော်ကလိုချင်တာအတိုင်းနဲ့ပြီးနေအတီးတီးမှာပေါ့အကုန်လုံးဆော့တာမျိုးလိုချင်တာအဲ့ဒါဆိုရင်အများကြီး scale တွေပို့တက်လာတယ်ပန်ဆိုင်မှုလည်းပို့ပြင်းထန်လာတယ်နော်အဓိကကျွန်တော်နေရလူငယ်တွေပြောချင်တယ်ဗျာဒီလားဟိုနေရလူငယ်တွေကိုကျွန်တော်နဲ့လာ join ပေါ့နော်တော့ join ကိုရောက်လာတဲ့ထွက်ဆိုမြန်မာလူပြောပြီးတင်ပြီးအရန်မြန်တယ်ကျွန်တော်3လလောက်ကျင်းတဲ့ထွက်က1လလောက်နဲ့လည်းဖြစ်သွားမှာအဲ့ဒါမျိုးပေါ့နော်ဟိုလာပြီး join နေချင်တယ်တကယ်ဝါသနာပါတဲ့လူငယ်တွေရှိတယ်ချိုးရရှိရပါအမွေးစပါတုံးပြီးတော့ဒီအားကစားနဲ့တွေ့ပြီးတော့ကျွန်တော်အဲ့ဒီအပိုင်းကို အဲ့ပိုင်းလက်လွတ်လိုက်တာရရှိတယ်ဗျာ game ဆော့တာနဲ့ပတ်သက်ပြီးတော့ကြာတော့ကျွန်တော်မပြောချင်ဘူးဗျာဒါဆို game မှာလည်း e-sport ဆိုတာရှိတယ်ဗျာသူတို့လည်းအဲ့ဒါလည်းအားကစားပဲဗျာနိုင်ငံတကာသတ်မှတ်ထားတာဗျာအဲ့လိုမျိုးရှိတယ်ဒါပေမဲ့အရန်ရဲ့အလွန်ကျွန်းဆိုကြာတော့ကျမ်းမာရေးထိခိုက်တာတွေပဲရှိတာပေါ့အဲ့လိုမျိုးရှိတယ်ခင်နာရီတော့ကတော့ champion ကနေတိုင်းစီးပါပေါ့နေတိုင်းစီးမယ် visit trip တွေကိုပိုင်ပိုင်နိုင်နိုင်ကြည့်မယ်ကျွန်တော်ဟိုပါအကျော့ short တာတွေပဲတခြားလုပ်မယ်ဗျာကျွန်တော်မ short တဲ့ကိစ္စအဲ့လေပြဿနာတစ်ခုရှိရဲ့ဗျာစပိန်စီးပြီးအကျော်မလျှော့တာရဲ့ဗျာအဲ့ကြောင့်အသက်ကြီးလာတဲ့အချိန်မှာအဲ့ ကျွတ်သားတွေကဒုက္ခပေးတာပေါ့ကျွန်တော်တို့အဲ့လိုမျိုးတခုတော့ရှိတယ်အဲ့နေတိုင်းအကျော်ရှော့တေချာစီအဲ့ဒါတော့ပြောချင်တာပေါ့လက်ရှိကစားသမားနဲတယ်ဗျာနဲတော့စိတ်ပါဝင်စားတဲ့သူတွေပေါ့နော်ကျွန်တော်တို့တေချာလေးဟွာဖြစ်ပြီးမယ်ဂျင်းနီးနီးနဲ့တေချာတင်ပေးမယ်တင်ပေးမယ်လာပြီး join ရပါကအတက်က27ပါ BMA ဆိုတာအရင်ငငယ်လေးရပါတော့သဘောကျတယ် ာဒါပေမဲ့အရင်တော့ကတော့နည်းနည်းကြောက်တော့ဗောကျတော့ဂုံဒရာအုပ်တွေမှာဆော့တာဆိုတော့လေဒီ20ဝန်းကျင်လောက်ကြာတော့မှဒီကအခုနဲ့ဒီဟောတော့ဒီ Facebook မှာအတွေ့အင်းနဲ့စကားပြောမိပြောမိပြီးတော့စပိန်နဲ့ငါးစီးရင်းနဲ့တော့ကြာသွားအာပြောရပေါ့နော်စီးရရပြောရဲနောက်ဒီနိုင်ငံသားမှာစီးရဲသူတွေအားကြရတယ်သူတို့လိုမျိုးစီးကြတယ်ပေါ့နော်အာအလုတ်ကလည်းတစ်ဖက်ဆိုတော့အာအားတဲ့အချိန်တွေပဲကိုကစီးဖြစ်တာပေါ့နော်ဒါပေမဲ့အားရလည်းကွေးမှလာပြီးတော့အဲ့လို training လာပြီးတော့ဆော့ဖြစ်တယ် အလောက်ကဒီဟိုအင်ချင်မြေရောင်းအိမ်မှာဟိုဒီဂျစ်တယ်မာကတ်တင်ကိုအိန္ဒိယကိုရီးယားလည်းတခြားလေး train ပြီးရယ်စနစ်တကျဆိုတော့အရင်ဒီတိုင်းရှိရတဲ့ဆန်ပို့ပြီးတော့ခေးရောက်တယ်။ဒါအဲကအရင်တော့ကတော့အဲ့လိုသဘောမတူဘူးเนาะ။အာဒါမဲ့တခြားလေးပြောပြရတယ်။တခြားစနစ်တကျလေးဆိုရင်အာတန်ရာကြီးကြီးမားမားမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းတခြားလေးပြောပြရတယ်။ပြီးတော့ဘယ်လိုအခွင့်အရေးရှိရဲဆိုတဲ့အကြောင်းလည်းတခြားလေးပြောပြပြီးတော့ခွင့်ပြုချက်ပြောပါမယ်။ ဒါလူငယ်ဘဝမှာတော့အမှတ်တရပဲပေါ့နော်ဒါအသက်ကြီးရင်တော့လုပ်ချင်မှလုပ်နိုင်မယ့်အရာတွေဆိုတော့အတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းနေလို့လို့ပဲမြင်ပါတယ်ဟုတ်အခုလောလောဆယ်တော့ဒီစီးကိန်းမှာပေါ့နော်အောင်မြင်ဖို့အတွက်တော့ရထားတယ်ကိုလည်းအတက်နိုင်ဆုံးစူးစမ်းမယ်ပေါ့နော်ဟုတ်ကဲဝါဒနာပါလိုက်ရင်တော့လာစီးဖို့ဖိတ်ခေါ်ပါမယ်ပေါ့